ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာချမ်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး7အငယ်1မှ38ပတ်တကားပွဲမခံမီ၌ယေရှုသည်ဤလောကမှခမည်းတော်ထံသို့ပြောင်းရသောအချိန်ရောက်သည်ကိုသိတော်မူသည်ဖြစ်၍ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့်အဆုံးတိုင်အောင်ချစ်တော်မူ၏။ ကိုရောကိုအနံမီအကြောင်းမာနတ်တီရှိမုံဤတာယုဒရှကာရုဤစိတ်နှလုံး၌အကြံပေးသွင်းနှင့်တည်းထိုအခါညစာကိုစားကြစဉ် ခမီးတော်သည်အလုံးစုံတို့ကိုသူ၏လက်သို့အပ်ပေးတော်မူသည်ကို၎င်းသူသည်ဖျားသခင်ထံတော်မှထွက်လာသည်ကို၎င်းဖျားသခင်ထံတော်သို့ကြွသွားမည်ကို၎င်းယေရှုသည်တည်တော်မူသည်နှင့်စပွဲမှထ၍ဝတ်လုံတော်ကို ချွတ်ပြီးလျှင်ပဝါကိုယူ၍ခါကိုစီးတော်မူ၏ထို့နောက်မှ ရေကိုအင်ဒုံ၌လောင်း၍တပည့်တော်တို့၏ခြေကိုဆေးပြီးမှခါ၌စီးသောပဝါနှင့်တုတ်တော်မူ၏ ရှိမုံပေသူစီတို့ရောက်တော်မူသောအခါထိုတပည့်တော်ကသခင်ကိုရောသည်အကျွန်ုပ်၏ခြေကိုဆေးတော်မူမီလောဟုမေးလျှောက်၏ယေရှုကလည်းတင်သည်ငါပြုသော အမှုကိုယခုနားမလဲသည်နောက်မှတိလိမ့်မည်ဟုမိန့်တော်မူ၏ပေသူကလည်းကိုရောသည်အကျွန်ုပ်၏ခြေကိုအလင်းဆေးတော်မမူရဟုလျှောက်၏ယေရှုကလည်းတင့်ကိုငါမဆေးရလင်တင်သည်ငါနှင့်မဆက်ဆံရဟု မိန့်တော်မူ၏ ရှိမုန်ပေတရုကလည်းအကျွန်ုပ်ဤခြေကိုယ်သာမစေးပါနှင့်လက်ကိုယ်၎င်းဥကောင်းကိုယ်၎င်းဆေးတော်မူပါဟုရှောက်ပြန်၏ယေရှုကလည်းရေချိုးပြီးသောသူမိသည်ကခြေဆေးချင်းမှတပါဆေးရသောအကြောင်းမရှိ တကူလုံးစင်ကြယ်၏သင်တို့သည် စင်ကြယ်တော်လဲအချို့မစင်ကြယ်ဟု မိန့်တော်မူ၏ကိုရောကိုအနံမိသူကိုတည်တော်မူသောကြောင့်သင်တို့တွင်တချို့မစင်ကြယ်ဟု မိန့်တော်မူသည် ထို့သူသူတို့၏ခြေကိုစေးတော်မူပြီးမှတဖန်ဝတ်လုံကိုဝှ၍လျှောင်းတော်မူလျက်သင်တို့၌ငါပြုတ်ခဲ့သော အမှုကိုနားလေကြသလိုသင်တို့သည်ငါကိုအရှင်ဖျားဟူ၍၎င်းသခင်ဟူ၍၎င်း ခေါ်တတ်ကြ၏ထိုစကားလည်းဟုတ်မှန်သောစကားဖြစ်၏အကြောင်းမူကားသင်တို့ခေါ်ကြသည့်အတိုင်းငါမှန်၏ ငါသည်သခင်ဖြစ်လျက်အရှင်ဖျားလဲဖြစ်လျက်နှင့်သင်တို့၏ခြေကိုဆေးလျင်သင်တို့သည်အချင်းချင်းတို့၏ခြေကိုဆေးရကြမည်ငါသည်သင်တို့၌ပြုတ်တဲ့သို့သင်တို့သည်ပြုတ်စေခြင်းငါပုံသက်သည်ကိုပြခဲ့ပြီငါအမှန်အကန်ဆိုသည်ကကျွန်သည်သခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်တမန်ဒီလေဆစ်လွတ်တော်သူထက်တာ၍ကြီးမြတ်သည်မဟုတ်ဤအရာများကိုသင်တို့သိ၍သိသည့်အတိုင်းကျင့်လျင် မင်္ဂလာရှိကြ၏ တင်တို့ရှိသမျှကိုငါရီမှတ်၍ပြောသည်မဟုတ်ငါရွေးကောက်တော်သူတို့ကိုငါသိ၏စံစာချက်ပြည့်စုံစေမည်အကြောင်းငါနှင့်အတူစားတော်သူသည်ငါကိုခြေနှင့်ကြောက်တည်းထိုအမှုအရာရောက်သောအခါငါသည်ဤမိတော်သူဖြစ်သည်ကိုတင်တို့သည်ယုံကြည်စေခြင်းငါမရောက်မီယခုပင်တင်တို့အားငါပြောနှင့်ပြီးငါအမှန်အကန့်ဆိုသည်ကငါစေလွတ်တော်သူကိုလက်ခံတော်သူသည်ငါကိုလက်ခံ၏ ငါကိုလက်ခံတော်သူသည်ငါကိုစေလွတ်တော်မူသောသူကိုလက်ခံသည်ဟု မိန့်တော်မူ၏ထို့သို့ယေရှုသည်မိန့်တော်မူပြီးမှစိတ်နှလုံးတော်ပူပန်ခြင်းရှိ၍ငါအမှန်အကန့်ဆိုသည်ကားသင်တို့တွင်တစုံတစ်ယောက်တော်သူသည်ငါကိုအနံလိမ့်မည်ဟုတတ်သေးခံလျက်မိန့်တော်မူ၏အဘဲသူကိုရည်ဆောင်၍မိန်တော်မူသည်ကိုတပည့်တော်တို့သည်တွေးတော်ခြင်းရှိသဖြင့်အချင်းချင်းတယောက်ကိုတယောက်ကြည့်ရှုကြ၏ ယေရှုချစ်တော်မူသောတပည့်တော်သည်ယင်ခွင်တော်နားမှလျှောင်းသဖြင့်အဘဲသူကိုရီဆောင်၍မိန့်တော်မူသည်နည်းဟုမေးစေခြင်းငှာရှိမုန်ပေတရုသည်ထိုတပည့်တော်ကိုအမှတ်ပေး၏ထိုတပည့်တော်သည်ယေရှု၏ယင်တော်ကိုမှီ၍လျှောင်းနေလျက်သခင်အဘဲသူနည်းဟုပြော၏ယေရှုကလည်းဤမုတ်တလုတ်စာကိုငါနှိပ်၍ပေးတော်သူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်မုတ်တလုတ်စာကိုနှစ်ပြီးမှရှိမုန်၏သားယုဒရှကာရုအားပေးတော်မူ၏ ထိုသူသည် မုတ်တလုတ်စာကို ခံပြီးမှစာတန်သည်သူ့အထဲသို့ဝင်လေ၏ယေရှုကလည်းတင်ပြရသော အမှုကိုအလင်အမြန်ပြုလောဟုထိုသူအားမိန့်တော်မူ၏အဘယ်ကြောင့်ထိုသူမိန့်တော်မူသည်ကိုစပွဲ၌လျှောင်းသောသူတို့တွင်အဘယ်သူမှမသိအချို့တို့ကယူဒရှကာတို့သည်ငွေအိတ်ကိုဆောင်သောကြောင့် ဤပွဲ၌ငါတို့သုံးစရာအဖို့ကိုဝယ်လောဟူ၍၎င်းသို့မဟုတ်ဆင်းရဲသောသူတို့အားတစုံတစ်ခုကို ပေးလောဟူ၍၎င်းယေရှုမိန့်တော်မူသည်ဟုထင်မှတ်ကြ၏ယူဒရှကာရုတ်သည်မုတ်တလုတ်စာကိုခံပြီးမှချက်ချင်းထွက်သွား၏ထိုအချိန်ကညအချိန်ဖြစ်၏ ထို့သူသွားသည့်နောက်ယေရှုကယခုတွင် လူသားသည်ဘုံထင်ရှားခြင်းရှိသည်ဖြစ်၍ဖျားသခင်သည်လည်းလူသားအပြင်ဘုံတော်ထင်ရှားခြင်းရှိ၏ဖျားသခင်သည် လူသားအပြင်ဘုံတော်ထင်ရှားခြင်းရှိလျင်ဖျားသခင်သည် ကိုရော်တိုင်အားဖြင့်သူ၏ဘုံကိုထင်ရှားစေတော်မူလိမ့်မည်ကာလမကြာမမြင့်မီသူ၏ဘုံကိုထင်ရှားစေတော်မူလိမ့်မည် ်ချစ်သားတို့ငါသည်တင်တို့နှင့်အတူခဏတာနေရ၏တင်တို့သည်ငါကိုရှာကြလိမ့်မည်ငါသွားရာအရက်တို့တင်တို့မရောက်နိုင်ကြဟုယူဒလူတို့အားငါပြောတဲ့ကဲ့သို့ယခုတင်တို့အားငါပြော၏တင်တို့သည်အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလောငါသည်တင်တို့ကိုချစ်သည်နီးတူအချင်းချင်းချစ်ကြလောဟုပြည့်ညက်တစ်ကိုငါပေး၏ သင်တို့သည်အချင်းချင်းချစ်ကြလျင် လူအပေါင်းတို့သည် ထိုမြတ်တာကိုထောက်၍သင်တို့သည်ငါဤတပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟုမိန့်တော်မူ၏ရှိမုန်ပေတရုကသခင်ကိုတော်သည်အပေအရက်သို့ကြွတော်မူမည်နည်းဟု မေးလျှောက်လျင်ယေရှုကငါသွားရာအရက်သို့တင်သည်ယခုမလိုက်နိုင် နောက်မှလိုက်ရလိမ့်မည်ဟုမိန့်တော်မူ၏ပေတရုကလည်းသခင်အကျွန်ုပ်သည်ကိုရောနှင့်အတူအဘေကြောင့်ယခုမလိုက်နိုင်သည်နီ ကိုရောအဖို့အကျွန်ုပ်၏အသက်ကိုစွန့်ပါမည်ဟု ရှောက်လင်ယေရှုကငါအဖို့တင့်အသက်ကိုစွန့်မည်လောငါအမှန်အကန်ဆိုသည်ကားစက်မတွန်မီတင်ဒီသုံးချိန်မြောက်အောင်ငါကိုညင်းပယ်လိမ့်မည်ဟုမိန့်တော်မူ၏ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ thank you းချင်းမြတ်တော်ကြီးအရှင်အဖတ်ဘုရားသခင်ကိုရင်းနေသူမြတ်တော်တို့ကြောင့်ကျွန်တော်တို့ဒီဘုရားသခင်ရှေ့တော်မှာဖြောက်မတ်စွာရရတော်အခွင့်ဘုရားသခင်လက်ခံတော်မူ၍နှစ်သက်ဖွယ်တာဖြစ်ရသောအခွင့်ကိုရကြပါ၏ဘုရားသခင်ကျွန်တော်တို့ဟာအတွေ့အကြုံလူစားတီအဖြစ်အားနည်းမဆုံးနေကြတော့လေတားလို့ရှင်သခင်ယေရှုခရစ်တော်ဟာ မိမိအတ္တတော်ပြင်ရှင်တရားနဲ့ကျွန်တော်တို့ရွေးလို့ကတည်းပြီးတော့မေတ္တာတော်ဖြင့်လွှမ်းခြုံတော်ကြောင့်ကျေးဇူးတင်ပါ၏တို့မေတ္တာတော်သည်နှိမ့်ချခြင်းကိုဖော်ပြသောမေတ္တာဖြစ်ပါ၏တပည့်တော်၏ခြေကိုပင်လင်းကိုတော်ဆေး၍မိမိနှိမ့်ချခြင်းကိုတုန်သင်ခဲ့သူကျွန်တော်တို့လည်းထုတ်ခဲ့သူသောနှိမ့်ချခြင်းသဘောတရားကိုသင်ယူနိုင်ပါမည်အကြောင်းခေတ္တံသောစိတ်ကြံကြံသောစိတ် မာကျော်သောစိတ်များတို့ကိုတခင်ဖျားကြီးစိတ်တော်နီးတူဖြစ်စေဖို့ရန်ကျွန်တော်တို့ကိုခွန်အားပေးပါခိုင်မာသောနှလုံးသားနှင့်အတူပြောင်းလဲသောအတ္တကိုရရှိစေဖို့ရန်ဖျားသခင်ကျွန်တော်တို့တောင်းတသောစိတ်ငတ်မတော်စိတ်ဖျားသခင်တဘောတော်ကိုမျောလင့်သောစိတ်တို့ကိုအထူးအဖြင့်ရှင်တန်စေတော်မူပါဖျားသခင်တပည့်တော်တို့ကိုချစ်စေခြင်း အတတ်ပညာကိုသင်ပေးသူနေချခြင်းသဘောကိုလည်းသင်သင်ခဲ့ပါလေကျွန်တော်တက်တာမှာဘုရားသခင်ယေရှုရဲ့အပြင်ယေရှုကိုခံရသောသူတို့၏အသက်ရှင်ခြင်းလက္ခဏာ၌ဆက်လက်ပြီးတော့ရှင်သန်လူသောကြောင့်တောင်းလျှောက်ပါ၏အနံပါ၏မကောင်းမသိမအမှုရာများကိုလည်းဆွန့်လွတ်ရှောင်ခွာနိုင်ပါမည်အကြောင်းဘုရားသခင်ခွန်အပ်ပါ ။ခင်ဗျာကျွန်တော်တို့ဒီကိုရိုနာမှာနေပြီးကိုရိုကိုညင်းပယ်သောသူများမဖြစ်စေပဲ။ကိုရိုနဲ့အတူသွားလာ၍ကိုရိုကိုအစင်းနှလုံးသားထဲမှာနေရပေးပြီးတော့နောက်တော်ကိုသစ္စာရှိစွာလိုက်နေကြတဲ့တပည့်တော်များဖြစ်စေပါမည်အကြောင်းဂေတင်ပိုင်သောရှင်သခင်ယေရှုခရစ်တော်ဖျား၏မဟာကိလ္လာမေတ္တာတော်နှင့်ယေရှုတော်ကိုခံယူ၍သူသခင်နာမတော်ဖြင့် ဤသူများကိုတောင်းလျှောက်ရက်အတ္တတများကိုလက်တော်နဲ့အနံ့ပါလိဖဗျာအာမင်သောရပြသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။သောရပြသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ ကယုဏကျေစုပြုပါစေသောသာဝဖျာသည်တင့်ကိုမျောကြည့်၍ချမ်းသာပြည့်တော်မူပါစေသောတမီတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျာထံတော်မှအနန္တမေတ္တာတော်မဟာကယုဏကျေစုတော်နှင့်မေတ္တာဖွဲ့လက်လံပြအတွင်တင်ကျေစုကျေစုသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေသောအာမင်